ျွန်တော်နိုင်ငံက dual citizen ခေါ်တာပေါ့နှစ်နိုင်ငံသားစနစ်ခိုင်မမပြုဘူးဒီနိုင်ငံသားခိုင်ရင်ကိုယ်နိုင်ငံသားစွန့်တော့ရမယ်အမှန်ကတော့ဒီနိုင်ငံသားကနေစွန့်တော့ပြီးတော့ကိုယ်နိုင်ငံကိုရောက်ရင်ဘယ်တော့မှနိုင်ငံသားပြန်မဖြစ်ဘူးကျွန်တော်တို့အဲ့တော့နိုင်ငံတော်သမ္မတကြီးဦးသေးစိန်နဲ့ပြည်ပကိုရောက်တဲ့သူအထူးသဖြင့် American ခီးစင်တွေတွားတဲ့အခါမှာပုံမှန်ကျွန်တော်နိုင်ငံသားတွေအများကြီးရှိတယ်နောက်ညဉ့်ညိုင်းကိစ္စတွေဥရောပနိုင်ငံတွေပဲတွားတဲ့အခါမှာဒီကနေပြီးတော့အကြောင်းမျိုးကြောင့်ရောက်နေတဲ့နိုင်ငံသားတွေအများကြီးရှိတယ် ချို့ကလည်းဟိုမှာပညာတတ်ကြီးတွေဖြစ်နေကြတယ်။ဟာအချို့ကလည်းဟိုမှာစီးပွားဥစ္စာတောင်းနေတဲ့လူတွေဖြစ်နေကြတယ်။အဲ့တော့သူတို့ရဲ့နောက်ဆုံးအချိန်တွေမှာသူတို့မြန်မာပြည်ကိုသူတို့ပြန်လာခြင်းတဲ့လူတွေအများကြီး။အဲ့ဒီအတွက်ကျွန်တော်တို့ကဒါကိုလူကြီးတွေကိုတင်ပြပြီးတော့ကျွန်တော်တို့စီမံချက်ဆွဲခိုင်းတဲ့အခါမှာကျွန်တော်စီမံချက်နှစ်ခုဆွဲတော့တစ်ခုကဒီနိုင်ငံကိုအပြည့်ပြန်လာနိုင်မယ်လို့ကျွန်တော်တို့နိုင်ငံက dual citizen ခေါ်တာပေါ့နှစ်နိုင်ငံသားစနစ်ခိုင်မှုမပြုတ်ဘူးဒီနိုင်ငံသားခိုင်ရင်ကိုယ်နိုင်ငံသားစွန့်တော့ရမယ်အမှန်ကတော့ဒီနိုင်ငံသားကနေစွန့်လို့ပြီးတော့ ုနိုင်ငံရောက်ရင်ဘယ်တော့မှနိုင်ငံသားပြန်မဖြစ်ဘူး။သို့တော်လည်းချွင်းချက်ကနိုင်ငံတော်အစိုးရကနိုင်ငံတော်ရဲ့အကျိုးငှားဆိုတဲ့အချက်နဲ့စဉ်းစားရတယ်ဆိုရင်တော့ရခိုင်တိုင်းသားဖြစ်ခဲ့ပြီးတဲ့လူတွေကပြန်ပြန်ပြီးတော့ဖြစ်နေဖြစ်တာရှိတယ်။အဲ့တော့အဲ့လိုအချိန်မှာပြန်လာခြင်းနဲ့ပညာရှင်တွေအပြန်ပြန်လာခြင်းနဲ့စီးပွားဥစ္စာကြီးတဲ့လူတွေနိုင်ငံတော်ဖိပြွတ်တွတ်တဲ့အတူတူကပေါင်းပြီးလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့က exile မြန်မာပေါ့ပြပမှာရှိတဲ့မြန်မာပြည်တွေကိုကိုယ်နိုင်ငံသားကိုစွန့်လို့ဒီနိုင်ငံသားအဖြစ်ပြန်ပြီးတော့လက်ခံတဲ့ isolate ကိုကျွန်တော်ထောင်းလိုက်တယ် တော်တော်လျှောက်လိုက်တင်တယ်ကျွန်တော်တွေ့တယ်မေးတယ်စမ်းတယ်အင်တာဗျူးတွေလုပ်တယ်ပြီးကျွန်တော်အစိုးရအဖွဲ့ကိုအတူပြည့်ကျွေးတယ်အစိုးရအဖွဲ့ကအတူပြည့်ကျွေးတယ်ဟိုနိုင်ငံသားပြန်ဖြစ်သွားကြတယ်တရားကျော်လောက်ရှိတယ်ကျွန်တော်ကာလာလေးခုတော့ဒါနဲ့များမှာပေါ့ဗျာနောက်တစ်ခုဗျာနောက်တစ်ခုကအချို့လူတွေကြတော့အဲ့လိုအပြီးပြန်မလာကြဘူးဟိုမှာလဲသူကအခွင့်အရေးတွေရထားတာရှိရှိပါ့မယ်နော်ကြည့်တဲ့ခါကျတော့သူကဒီနိုင်ငံကိုလည်းပြန်ပြီးအချို့ပြည့်နေတယ်ဆိုတော့သူက PR စနစ်ပေါ့ Permanent Residence ဆိုတော့၅နှစ်နေခွင့် စနစ်ကလေးတစ်ခုကိုကျွန်တော်ပြောပြတယ်။အခြားနိုင်ငံကလည်းဒီ PR စနစ်ဆိုတာရှိတယ်။အဲ့လိုပြန်လာခြင်းနဲ့စီးပွားရေးဒီလုပ်ငန်းရှင်တွေဟလာဒီမှာပြန်လာပြီးတော့ပညာရေးရပါမှုပညာတဲ့လူတွေဒီလိုလူတွေအတွက်ကျွန်တော်တို့က permanent resident ဆိုတဲ့ဒီစနစ်ကိုလည်းကျွန်တော်ကာလာမှာဒါနိုင်ငံတော်စီမံကိန်းတွေနဲ့ဆက်ဆံခဲ့တာ။